မနေ့ကမြစ်ချင်းနှမျိုးမှာကချင်တိုင်းနားနိုင်ငံရေးပါတီတွေဖြစ်တဲ့ကချင်ပြည်နယ်ဒီမိုကရေစီပါတီကချင်ဒီမိုကရက်တစ်ပါတီနဲ့လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွေကခေါင်းဆောင်တွေဟာသုံးပါတီပေါင်းပြီးပါတီတစ်ခုတည်းဖြစ်ရေးဆွေးနွေးကြတာပါဒီလိုပါတီတွေပေါင်းစည်းဖို့ဆွေးနွေးရတာ ਨੇ ပတ်သက်ပြီးအဲ့ဒီလိုဖြစ်မြောက်အောင်ကမကတ္တဆောင်ရွက်တူတူဖြစ်တဲ့ကချင်ပြည်သူ့အတံဗိုလ်တော်ရေးကော်မတီဥက္ကဋ္ဌဦးလန်တောင်ကအခုလိုပြောပါတယ်ဒီကလုံဆောင်ချက်ကဘာပဲဖြစ်ဖြစ်ကချင်လူထုအနေနဲ့ဒီနိုင်ငံရေးပါတီမကွဲပြားပဲပေါ့လေနော် တခုတည်းဖြစ်ဖို့အတွက်ဆိုပြီးတော့အဓိကရည်ရွယ်ချက်ကအဲ့ဒါဖြစ်တယ်ဟိုပေါင်းစည်းပြီးတခုတည်းဖြစ်သွားဖို့ပေါ့လေနော်လံငယ်ရေးမှာလည်းတခုတည်းဖြစ်သွားဖို့အတွက်အဓိကကျွန်တော်ရဲ့ဟိုလူလားချက် March first week လောက်မှာကနပြောလို့ဒီနိုင်ငံရေးပါတီတွေအချင်းချင်းပဲပြတ်ပြီးသူတို့ညှိနှိုင်းကြည့်မယ်ညှိနှိုင်းဆိုတာကဘာဘယ်လိုဘယ်လိုပုံစံသွားမလဲပေါ့ညှိပြီးတဲ့နောက်ပိုင်းမှာမှကျွန်တော်ကနပြောလို့ဒီဟိုအချင်းပြည်သူအတံထုတ်ပေါ်ရေးကော်မတီနဲ့ပြတ်ပြီးတော့သူတို့ရဲ့သဘောထားပြန်တင်ပြမှာပေါ့ကွာကျွန်တော်ဒီပြည်သူအတံကို အဲ့ဒီဘောဒီအပ်ရှိရှိတယ်ဂျိမ်းဖုန်းရဝံလီစုလက်ချိတ်လောဇိုင်ဝါစတဲ့မြို့နယ်စု6ခုပေါင်းပြီးကချင်ရဲလို့တတ်မှတ်ခေါ်ဆိုထားတာကြောင့်လူမျိုးစုအပေါ်အခြေခံပြီးတခြားနိုင်ငံရေးပါတီအဖြစ်ရပ်တည်လုပ်ကန်ကြမယ်ဆိုရင်ကချင်ပြည်နယ်တွင်းမှာလူ့ရည်အရအင်အားနှဲတော့မှဖြစ်တဲ့အတွက်ပါတီတစ်ခုတည်းဖြစ်ပေါင်းစည်းဖို့ညီနိုင်နေကြတာလို့ဆိုပါတယ်မတူညီတဲ့မူဝါဒတွေရှိပေမဲ့ပါတီတစ်ခုတည်းဖြစ်ပေါင်းစည်းဖို့လိုလားကြောင်းနဲ့ပေါင်းစည်းဖို့အဆင်တင်ဖြစ်နေပြီလို့ကချင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်ခန်းကအခုလိုပြောပါတယ် အဲကျွန်တော်တို့ကပါတီတစ်ခုသေးဖြစ်ဖို့ကျွန်တော်ကတော့ပူပေါင်းဆောင်ရွက်ဖို့တော့တင်ပြထားတယ်လိုလားပါတယ်အဲကျွန်တော်လည်းလိုလိုလားလားရှိတယ်ဘာဖြစ်လို့လဲဆိုတော့လူထုကနေဒီပါတီကိစ္စတွေကိုအကုန်လုံးပူပေါင်းပြီးမှလှုပ်လှုပ်ချင်တဲ့သဘောမျိုးကိုတို့ကတင်ပြလာတော့ကျွန်တော်လည်းပူပေါင်းပေါ်အဆင်တင်ဖြစ်ပါတယ်အဲပါတီရဲ့မူဝါဒကတော့တခြားစီဖြစ်ပါတယ်ဒါပေမဲ့ကချင်အမျိုးသားရေးကချင်ဘုံအတွက်ကို ကြည့်ရမယ် တူရောလည်းချင်းပြည်နယ်ဒီမိုကရေစီပါတီကလက်တလောပေါင်းစည်းဖို့မဖြစ်နိုင်တဲ့ကြောင်းပြောပါတယ်ပါတီတွေပေါင်းစည်းဖို့မူအဖြစ်သဘောတူကြောင်းနဲ့2015ရွေးကောက်ပွဲလွန်ကာလမှသာဆက်လက်ဆွေးနွေးတောင်းရမယ့်ရည်ရှိလုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ချင်းပြည်နယ်ဒီမိုကရေစီပါတီ KSDP ရဲ့ဥက္ကဋ္ဌဒေါက်တာမနန်တူကြာက RFA ကိုပြောပါတယ်မောအဖင်သာဒီတိုင်အကချင်းတိုင်းသားပါတီဒီဒီစုဒီစည်းတဲ့ပေါ့အာဖြစ်ဖို့စာမောအဖင်လက်ခံတယ်။ဘာကြောင့်လဲဆိုတော့စီလုံညို့မဟလာအာရှိဖို့စာဒါလိုအပ်တာပဲ ။ဒါပေမဲ့ဒီလက်တွေ့မှာကြတော့ဒီ2015ရုပ်ော့ပွဲ မတိုင်မီဒီဘက်ပိုင်းမှာဒီလက်ရှိပါတီတွေကိုဖျက်သိမ်းမလို့မှာပါတီတရဘုံပါတီတရပေါ့နော်။အာဒီပြန်လေထူထောင်မြတ်ဘုံတီမှုစာအချင်းကတိတ်အဲမရှိတော့ဘူးလို့ဟာလားအချင်းကတိတူတောင်းလို့အားကြီးတော့ပြီလို့ကျွန်တော်ပါတယ်နဲ့သဘောထားရှိတာအားကြောင့်မလို့ဒီအဲ2015ရုပ်ောက်ပွဲ ပြည့်တဲ့နောက်ပိုင်း ဒါကိုပြန်ပြန်လေစဉ်းစားဖို့ပြန်လေအဲဆွေးနွေးကြဖို့ပေါ့နော်အဲဒါကျွန်တော်ပါတီနဲ့သဘောထားတင်ပြပါတယ်ကချင်တိုင်းရင်းသားပါတီတွေဟာကချင်ပြည်နယ်အတွင်းအခြေခံဖွဲ့စည်းထားတာရှိတယ်လို့တနင်္ဂနွေလုံးတိုက်တာနဲ့ဖွဲ့စည်းထားတာလည်းရှိတဲ့အတွက်အခုလိုပါတီတွေပေါင်းစည်းဖို့ဆွေးနွေးကြရမှာမတူတဲ့အမြင်တွေလည်းရှိနေပါတယ်တခြားပါတီတွေနဲ့မားမိတ်တော်မျိုးပေါင်းစည်းနိုင်ပေမဲ့ပါတီတစ်ခုတည်းအဖြစ်ပေါင်းစည်းဖို့တော့မဖြစ်နိုင်ကြောင်းလီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးစီပါလာလူက RFA ကိုပြောပါတယ်တဘောကနိုင်ငံရေးရဲ့အမြင်ချင်းတူမယ် အားလုံးချင်းတူမယ်ဆိုရင်ပူတူတဲ့ဥစ္စာလို့ကျွန်တော်ပေါင်းစည်းလို့ရတယ်မတူတာကြတော့ကျွန်တော်တို့ကဒါတိကျစီလောက်ကြမယ်ဒါပေမဲ့လည်းကျွန်တော်ဒီကိုပါတီသူ့ပါတီဆိုတာကကိုမျိုးသားသူ့မျိုးသားပေါ့အခြေခံပြီးလှုပ်ဆောင်တဲ့ပါတီဖြစ်တဲ့အတွက်တပေါင်းတစည်းဒီဖြစ်ဖို့ဆိုတာတော့ကျွန်တော်အမြင်နဲ့တော့သိပြီးတော့မလွယ်လောက်ဘူးလို့ထင်ပါတယ်ကျွန်တော်အမျိုးသားရေးကိုမထိခိုက်တဲ့ပေါင်းစည်းမှုမျိုးဆိုကျွန်တော်တို့ကမဟာမိတ်အစ်စင်တော့ကျွန်တော်လုပ်သွားမယ်ပါတီပေါင်းစည်းလို့တော့ကျွန်တော်လုံးဝဖြစ်နိုင်မယ်မထင်ပါဘူးခင်လုံးဖို့လည်းအစီအစဉ်မရှိဘူး မနေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကိုအဲ့ဒီပါတီတုံးခုကခေါင်းဆောင်တွေအပြင်သက်ဆိုင်ရာရိုးရာယဉ်ကျေးမှုကော်မတီကလူကြီးတွေမြို့မီမြို့ဖတွေနဲ့လူငယ်အဖွဲ့အစည်းချုပ်ကကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ပါတယ်ပထမဆုံးအကြိမ်ဖြစ်မနေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာကချင်နိုင်ငံရဲ့ပါတီတွေပေါင်းစည်းရေးကိုအောင်မြင်စွာဆွေးနွေးနိုင်ပေမဲ့လာမယ့်မတ်လပထမပတ်ထက်မှာဆက်လက်ဆွေးနွေးကြမယ်လို့တီးရပါတယ်ခင်ဗျာ